င်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်နေ့21ရက်နေ့တော်တွင်မှာဘဝအတွက်ရေးပါတဲ့ပြောင်းလဲတွေရှိမယ်ရှင်မန်းချက်သက်တွေကိုလက်တွေ့ကောင်းထဲဖော်နိုင်တယ်နေရာပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ခီးသွားဖို့စီစဉ်နေနှောင့်နှေးချမ်းကြသွားမယ်တစုံတရာဆောင်ဆိုင်ပြီးလောရတဲ့ကိစ္စတွေရှိမယ်ကလာတံကြစိတ်ပြမှန်သူပြမှန်ဖြစ်တဲ့နေရာနဲ့လွတ်ကင်းသွားမယ် ဥတီချက်စင်တဲ့ဘဝလမ်းကြောင်းသစ်တွေကိုဖော်ထုတ်လို့ခိုင်နိုင်တယ်။မူလလမ်းကြောင်းနဲ့မတူတဲ့လမ်းကြောင်းသစ်တွေနဲ့ဘဝထိုးပေါက်ပြီးတော့အောင်မြင်မှုကိုဖန်တီးနိုင်တဲ့နေထားနဲ့ကံခွင့်ရသစ်တွေကိုရရှိမယ်။နေရင်ပြင်ဆင်ခြင်းသောမောနေရင်နဲ့ပတ်သက်တဲ့ကိစ္စပြောဆိုဆောင်ရွက်ခြင်းတွေအောင်မြင်မဲ့ကာလနဲ့ဖြစ်တယ်။ဆန္ဒရည်နေမှာမူလတစ်ချိန်တစ်ခါမှမလုပ်ဘူးတဲ့လုပ်တွေကိုလုပ်ခိုင်းပြီးတော့အစဉ်ပြေမယ်။၁၆ရည်နေမှာ ရပိုင်ခွင့်နဲ့လက်ဝဲပြရမယ်ဝေကြီးကိစ္စပြောဆိုမှုအောင်မြင်မယ်ယင်းသည်သူများနဲ့စကားများတတ်တယ်18ရက်နေ့မှာငွေကြေးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်ရာစင်ပြေမယ်ရှင်မချက်ထားတော်တော်မြင်မယ်18ရက်နေ့မှာကိုယ်ကိစ္စမှုပဲအလုပ်ဖို့ကိစ္စမှုတွေကြုံမယ်19ရက်နေ့မှာရန်တက်ခံတဲ့ရှင်ပြီးသမှလုပ်ရမယ်ပြဿနာတွေချားတဲ့ဖြတ်သန်းပြီးတိုးတက်ပြီးရှာဖွေရ20ရက်နေ့ကတော့အလုံးစုံကောင်းတဲ့အနေထားနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်တယ် 27ရက်နေ့မှာငွေကြေးကံကောင်းမဲ့ဥတီချက်ပြောင်းပြီးလုတ်ကင်တဲ့ကိစ္စတွေကနေကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုခဏရယူနိုင်တဲ့နေထားကောင်းကိုကြုံတွေ့နိုင်ပါတယ်။တနင်္လာနေ့ကနေဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်။တစ်ခုကိုကနနဲ့ကျိုးပေးပါတယ်။အဝါရောင်အပြာရောင်မိခုံရောင်တို့ကိုအကျိုးပေးတဲ့ရောင်နေဖြစ်သွန်ဆွဲနိုင်ပါတယ်။အဝါရောင်ပန်းမွင့်လေးတွေဖျားကတ်လူပူဇော်ပြီး အလိုရှိရာဆောင်ရွက်ပါထူးခြားစွာကောင်းကျင့်ကံနဲ့ကြိုးပမ်းခြင်းများရရှိလာပါမယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်ကနေ27ရက်တွဲမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ခရီးကံကောင်းမယ်လူမျိုးခွဲကြိုးပမ်းမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လူတွေအကောင်းဆုံးကြိုးကျစွာရဆုံးနေပြီတော်မင်းနေတဲ့ပစ္စည်းတွေပြန်ရမယ်ရပ်တန့်ထားတဲ့လုပ်ငန်းတွေပြန်လည်စတင်နိုင်တယ် ဝေးကွာသောသောသူများနဲ့ပြန်လဲဆုံစည်းနိုင်တတ္တတာပြန်မဆုံစည်းနိုင်လို့သမထတွေနဲ့လည်းပြန်လဲဆုံစည်းနိုင်တယ်ယတ္တတာတဲ့လူတွေပြန်လဲစတင်နိုင်တယ်လွန်ခဲ့တဲ့နှစ်လအတွင်းစီစဉ်ထားပြီးမလောက်ဖြစ်သေးတဲ့လူတွေလောက်ကင်ပြစ်နေမယ်ယံပฏิပက္ခတွေနဲ့တော့ထိတ်တဲ့တွေ့ပြီးမှအဆင်ပြေမယ်စကားပြောစုကြည့်ဆက်ရမယ်တတ်နိုင်မြကိုပြောကျင်တဲ့စကားတွေကိုမပြောဘဲနဲ့အောင်ဤသီကံထားပြီးတော့မှလောက်ကိစ္စတွေကိုဦးစားပေးပြီးလွတ်လိုက်ရင်တော့အထူးအဆင်ပြေခြင်းကိုကျွမ်းရမယ် 15ရက်နေ့ကတော့အလုံးစုံကောင်းကျင်းကံနဲ့တွေ့တဲ့ချိန်တွေရဲ့နှစ်သာရကိုရရှိတယ်16ရက်နေ့မှာခရီးကိစ္စအပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်နိုင်တယ်18ရက်နေ့မှာငွေကြေးကံကောင်းကျင်းလက်ဖွင့်ခြင်းကိုကြုံမယ်17ရက်နေ့မှာရှင်ပြန်မှုမှမြောင်မြင်မယ်အတိုက်ခံကြတွေ့တဲ့မယ်19ရက်နေ့မှာပြဿနာနှစ်ခုကနေထည့်ပြင်ရှင်းရမယ်အတိုက်ခံနဲ့ကြုံပြီးမှလိုရာပြည့်စုံမယ်20ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်း ဘဝတိုးတက်ခြင်းစိတ်အေးချမ်းခြင်းကြောင့်မယ်20နှစ်နေရငွေကြေးကိစ္စလုပ်ငန်းကိစ္စစီးပွားကိစ္စဆင်ပြေမယ်ငွေစုလည်ဝင်ခြင်းလက်ဝင်ခြင်းနဲ့ကံမြမခြင်းတို့ကိုကြောင်းထွက်နိုင်ပါတယ်ဒီကာလအတော်တည်းမှာတနေ့ကနေသောကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့လာနေ့ကြာသာပတိနေမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနံအချိုးပေးပါတယ်ကောင်းခြင်းကံကြမ္မာများရဖို့အတွက်ကိုတော့ မျက်နှာသုတ်ပွားဖြူရောင်ကိုဒီကလာအတွင်းမှာသုံးဆွဲပါထူးခြားစွာကောင်းခြင်းကံတဲ့ကြိုးပမ်းခြင်းတွေရှိလာပါမယ်ယေရှုတယ်မှာသင်္ကန်းနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာထူးခြားစွာကောင်းသောကံတွေတွတ်တက်တဲ့ကံတွေပေါ်တယ်ကိုယ်ရင်မသားတဲ့ကိစ္စတွေဆောင်ရွက်တွေ့တဲ့ဆန္ဒတွေကလုံးပြည့်ပြည့်စုံကြအောင်မြင်ခြင်းကိုရနိုင်တယ် ကိုယ်ပိုင်ယက်တီချင်းနဲ့ဘဝတွတ်တဲ့မှုကိုဖန်တီးနိုင်တယ်။အရာရာတိုက်ခံရှိမယ်။မူလစီစဉ်တာတစ်မျိုးလက်တွေတစ်မျိုးချုပ်မယ်။လုံငန်းအောင်နေခြံစီအောင်နေကိုလုံးယက်တံမီစစ်ကိုစားရမှာ။မတော်စအနေအထူးပြုကြည့်ဆိုင်ရမယ်။ရင်ကမောင်းနေမှုသွားတာနေတိုင်းကြည့်ဆိုင်ရမယ်။အပြိုင်ဆိုင်နေကြတဲ့ထိုးပေါပြီးတွတ်တဲ့မှုကိုရှာဖွေရမယ်။ပဝင်းကျင်မှာပฏิဘက်ကရှိတယ်။အဲတော့အဓိက15ရက်နေရရံများတဲ့နေ့ပြဿနာရင်းနဲ့ထိတဲ့တွေ့တဲ့နေ့16ရက်နေ့အဲ့ဒီမှာ အရာရာဆင်ပြေသောကံနဲ့တွတ်တက်တဲ့ကံပေါ်မှာရည်မှန်းချက်တွေကိုဆင်ပြေနိုင်တယ်၁၈ရည်နေမှာခီးကိစ္စဆင်ပြေမယ်ရပိုင်권ပြန်ရမယ်၁၈ရည်နေမှာငွေကြေးကိစ္စလုပ်ငန်းကိစ္စအလုံးစုံအမြင်ချင်းတွတ်တက်ချင်းချုပ်မယ်၁၉ရည်နေမှာရှင်ပြန်မှုမှမြောင်မြင်ပြီးဘဝတွတ်တက်မယ်၂၀ရည်နေကတော့ရံများတဲ့နေ့ပြဿနာများတဲ့နေ့တိုက်ခတ်များတဲ့နေ့ဖြစ်ပြီးတော့၂၁ရည်နေကနေထူးထူးခြားခြားကောင်းတဲ့နေသားတွေရပြီးတော့ရှေ့တွတ်တက်မှုနဲ့အောင်မြင်မှုတွေဖြစ်ထွန်းအောင်တွေ့ရတယ် ဒီကလာတော်တွေမှာဇာသပတိသောကြာစနေနေ့မွေးသူတွေကောက်ကြိုးပြီးပြောင်းငါနေ့ဗုဒ္ဓနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။နံပါတ်369နဲ့တဲ့တယ်အပြာရောင်ပန်းရောင်ညောင်တို့ကိုဝတ်ပြီးလောရခိစ္စဆောင်ရွက်ပါအညောင်ပန်းဝတ်ဘုရားကတုပူဇော်ပြီးလောရဆုတောင်းဆုတောင်းပြည့်ကျေးဇူးတင်ပါဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဒီဇင်ဘာလ ဆန္ဒရကန်နဲ့21ရက်နေ့တော်တွေမှာရံပြဿနာတွေနဲ့ထိတိုက်တွေ့မယ်။ကိုမပြောတဲ့စကားကိုပြောစီအောင်ကိုမလုပ်တဲ့လို့ကိုလုပ်စီအောင်သူများတွေကကိုယ့်ကိုအပြစ်ပုံပြီးတော့လာရောက်နှောက်ယှက်တိုက်ခိုက်ဒုက္ခပေးခြင်းကိုကြုံတွေ့မယ်။စိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်တယ်။ရံတိုက်ကန်တွေနဲ့ထိတိုက်တွေ့တတ်တယ်။တပတ်သူကြောင့်ကိုယ်ရည်ဝဲချက်တွေနှောင့်နှေးနိုင်တယ်။အိန္ဒိယလူမျိုးရဲ့ပฏิပက္ခရှိတယ်။ပြဿနာသေးစားလျက်နဲ့ကျဲကျဲအညစ်ပွားပွဲတွေဖြစ်လာပြီးပြဿနာကြီးသွားတတ်တယ်။ ဆောင်ရွက်စာတန်းငွေကြေးပေးယူကိစ္စမှန်သမျှတည်နေဆောင်ရွက်ပါ19ရက်နေ့မှာရန်နောက်ဆက်တွေနဲ့တိုက်တိုက်တွေ့မယ်ပြုဆက်ရမယ်16ရက်နေ့ကုညီသူများနဲ့တွေ့တတ်တယ်မိကောင်းဆွေကောင်းထောက်ကူလေးရမယ်အရာရာဆင်ပြေမယ်18ရက်နေ့မှာပစ္စည်းပြောက်တတ်တယ်ရံများတတ်တယ်ခီးသွားလို့တော့ဆင်ပြေတယ်17ရက်နေ့မှာ မထင်မှတ်ဖဲအကျံစီအောင်မြင်မယ်စိတ်ချမ်းသာစရာရှိမယ်ဝေဝင်မယ်ကျင်းမြအောင်များတောက်ခံလို့ရတယ်ဆက်ကိုရည်နေမှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းမယ်သူတစ်ပါးပေါ်မှာယုံပြီးတွဲပြီးလှုပ်တဲ့လှုပ်ရှောင်ရမယ်၂၀ရည်နေမှာတော့အရေးပါတဲ့ပြောင်းလဲနဲ့တွေ့တဲ့မှုရှိလာမယ်၂၀ရည်နေမှာခက်ခဲတဲ့ကိစ္စအလုံးကိုပြင်လဲအောင်ဖြေရှင်းပြီးတော့ဘဝတလန်းလုံငန်းတလန်းတွေကို ဆောင်ရွက်ကြိုးပမ်းနိုင်တဲ့ကံခွင့်ရရမယ်။ခြားသားပရင်းနဲ့ဗုဒ္ဓနဲ့တောက်ချာနဲ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနဲ့အင်္ဂါနေ့မွေးသူတွေဒီတစ်ပတ်တွင်ကိုစိတ်နှောက်ရှိတဲ့ပြောင်းလွတ်တတ်တယ်။အဖြူစိမ့်ပြီးကိုရောင်တော့ကိုသုံးတင်္ဂါကိုကနန်းတွေကို သုံးဆွဲပေးပါအဖြူရောင်ပန်းတို့ကိုဖျားကတ်လို့ခြင်းမချခဏပြုလိုရလဲဆုတား ဆွတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်ဇာတာပတိနေမွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်ကနေ20ရက်တွင်မှာထူးခေါင်းတဲ့ကာလဖြစ်တဲ့အလौကြံရွေကြအောင်မြင်မယ်ဘဝတိုးတက်မယ်စူပေါင်းလုံငန်းကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အခက်အခဲအလုံးကိုကျော်လွှားပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေကိုရှေ့တိုးလို့၍ကောင်းသောကံကြမ္မာရဲ့နှစ်သာရကိုရရှိနိုင်ပါလေ အလိုရှိရဆန္ဒပြည့်မြောက်ဆောင်ရွက်နိုင်ပါလေ15ရက်နေ့မှာ ကောင်းသောကံကြမ္မာနဲ့တိုးတက်မှုတွေရှိမယ်16ရက်နေ့မှာရှင်ပြန်မှုမှမြအောင်မြင်မယ်18ရက်နေ့မှာစေတနာဝေဒနာဖြစ်တတ်တဲ့ရောင်းမဝယ်မှဖြစ်တတ်တဲ့17ရက်နေ့မှာလက်ပွင့်မယ်ကံပွင့်မယ်လိုရာပြည့်စုံမယ်စိတ်ချမ်းသာမယ်19ရက်နေ့မှာအလုတ်ကအစ်စ်တွေအလုတ်ကန်စစ်တွေကြံစစ်တွေလုံးလုံးကြိုးရှိနေမယ်20ရက်နေ့မှာ ထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်၂၁ရက်နေ့မှာငွေကြေးကကောင်းခြင်းထူးခြားသောကံပွင့်ခြင်းအရာရာဆင်ပြောင်းဆောင်ရွက်နိုင်သောရည်သွေးပေါ်ပေါက်ခြင်းတွေရှိမယ်ဇာတာပတိနဲ့ဗုဒ္ဓနဲ့အင်္ဂါနဲ့မွေးသူတွေကောက်ကျုပ်ပေးတဲ့တဏ္ဍသောကြမွေးသူတွေဒုက္ခပေးတဲ့သုံးခုကိုကနနေ့ကိုသုံးဆွဲပေးပါအပြာရောင်ပန်းရောင်ညီရောင်ချက်သေးရောင်တို့ကိုဝတ်ဆက်သုံးဆွဲပြီးအလိုရှိရာကိစ္စလေးတွေဆောင်ရွက်နိုင်ပါတယ် ပန်းရောက်နှင်းစီပန်းလေးတွေဖျားကတ်လူပြီးတို့ရဆူတောင်းမှာဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ2025ဒီဇင်ဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာမြင့်တရေးကံကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းလုပ်ငန်းကြိုးပေးမယ်ဘဝတိုးတက်မယ်ခက်ခဲတဲ့ကိစ္စဖြေရှင်းနိုင်မယ်အတိုက်ခံကြတဲ့လမ်းပေါ်ပြီးတော့အရာရာဆင်ပြေခြင်းကံမြင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ ဘဝတိုးတက်ခြင်းတော့ကိုကြုံတွေ့နိုင်တယ်15ရက်နေ့ကဒုက္ခပေးတဲ့သူတွေရှိတတ်တယ်နှူးကြပြဿနာရှာတဲ့သူတွေတွေ့တတ်တယ်နောက်မကောင်းတဲ့စိတ်တွေဝင်ရောက်ပြီးစိတ်နှောက်စိတ်တွေများတတ်တယ်16ရက်နေ့အဆုံးသတ်ခံဒီမှာနောက်ဆုံးတပိုင်းတစဖြစ်သွားတယ်ကြုံမယ်ဓာတ်လိုက်တတ်တာကိစ္စ16ရက်နေ့မှာမထင်မှပဲထူးထူးခြားခြားကောင်းခြင်းကံနဲ့တိုးတက်တဲ့ကံတွေပေါ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်16ရက်နေ့မှာသွေးတဲ့သံယုံပြဿနာလေးတွေရှိတတ်တယ် ယံပတိဘက်ကဖြစ်တဲ့တည်းမတော်ဆအနေကယူဆရမယ်ခွေးကြိုက်ခံရတဲ့တတိသာ19ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲတဲ့တန်လန်းပေါ်မှာရီမန်းချစ်စင်အောင်မြင်မယ်အတိုက်ခံကြမှာတိုးတက်သွားနိုင်မယ်20ရက်နေ့မှာရက်တန်တဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်ကောင်းတဲ့သတင်းစကားပြန်လည်ကြားသိရမယ်21ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်ငွေကြေးလုပ်ငန်းဘဝအရာရာကောင်းစွာတိုးတက်တဲ့နေသားကိုကြုံတွေ့ရမှာဖြစ်တယ်တနည်းလာရင်က တောက်ချန်နေမွေးသူတွေကောင်းကျိုးပေးပြီးတော့ဂျာသာပရင်းနေစနေနေ့မွေးသူတွေဒုက္ခပေးမယ်369ခုကနန်းနေကျိုးပေးတယ်အနီအောင်ချက်သွေးရပန်းရောင်တို့ကိုသုံးပါနှင်းစီနီအောင်ဖရာကတ်လူပူဇော်ပြီးလိုရဆူတောင်းဆူတောင်းပြင်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်နေ့ရက်နေ့21ရက်နေ့အတွင်းမှာဝေကြီးကံကောင်းမယ် ကိုမှန်းတာတဲ့ပူတာတဲ့ကံခွင်လန်းကောင်းတွေကိုလည်းရရှိလိမ့်မယ်။ဘဝတွတ်တက်တဲ့ကာလဖြစ်တဲ့ပေါ်ပေါက်လာတဲ့ခွေရည်တွေကိုလက်ခံမှာဒီချိန်ဒီကာလမှာကောင်းသောအကြောင်းအရာတွေဖြစ်တယ်ဘလောက်ခက်ခဲခက်တဲ့အရာတွေကိုဖြေရှင်းနိုင်တယ်။အတိုက်ကအလုံးကိုကျော်နွှားနိုင်တယ်။မိမိစန္ဒရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်။ဆန္ဒရည်နေရာကိုတွေ့အရာရာကောင်းတဲ့နေ့ဖြစ်တဲ့အတိုင်းပဲ16ရည်နေမှာသစ္စာဖောက်တဲ့သူတွေတွေ့တတ်တယ်။ စကားမတီးတဲ့သူတွေတွေ့တတ်တယ်စိတ်ပင်ပန်းမှာပေါ့၁၉ရက်နေ့မှာတော့အရေးပါတဲ့ပြောင်းလဲတွေဆုံးဖြတ်ချက်တွေချမှတ်တယ်အခက်အခဲဖြေရှင်းပြီးဘဝတွတ်တယ်မယ်လိုရာပြည့်စုံမယ်၁ရက်နေ့ထူးထူးခြားခြားကောင်းသော နေထိုင်နဲ့တွတ်တက်တဲ့ခံနေပေါ်ပါမယ်လက်ပွင့်မယ်၁၉ရက်နေ့အပြိုင်ဆိုင်အလုံးကိုကြော်ပြီးတွတ်တက်မယ်ရန်နဲ့ရှင်ပြီးလောက်ရမယ် အရာရာတိုက်ခတ်တဲ့ဂျုံပြီးမှအစဉ်ပြေမယ်20ရက်နေ့မှာလူမျိုးကွဲလူမျိုးကြားချိုးပေးခြင်းနဲ့ဘဝတွတ်တယ်မှုကိုရမယ်21ရက်နေ့မှာရန်တိုက်ခတ်နေတဲ့ဂျုံပြီးမှအရာရာကောင်းသောနေထိုင်နဲ့တွတ်တက်တဲ့ကံကိုရရှိမယ်တပတ်တာကာလတော်တွင်မှာဇာသပတိနေဗုဒ္ဓနဲ့အင်္ဂါနေ့မွေးသူတွေကောင်းချိုးပေးတယ်တဏ္ဍာတောက်ကြမွေးသူများနဲ့ပတ်သက်ပြီးစိတ်နှောင့်ရှက်ဖြစ်တတ်တယ်။၁၅ သုံးမနက်နေ့ကျိုးပေးပါတယ်အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါနေ့စီပန်းရောင်တပွင့်ဖျားကတ်လူပူဇော်ပြီးလိုရာဆန္ဒပြုပါဆုတောင်းပြေးပါမယ်